ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းလူ ရေးသားရတဲ့မောင်ဟင်နရီချစ်ဖွဲဆိုတဲ့ဝိတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားတော်တာစင် အားပေးကြပါဦးခင်ဗျာ။ထိုရက်ကတည်းကမဟင်နရီချစ်ဖွဲသည်မုန်းမို့ကောင်းသော လူငယ်တစ်ယောက်ဖြစ်နေလေသည်။သူသည်ဘဲပုံပဲနီးမုန်းမို့ကောင်းသည်လေဟုသိလိုပါလျှင် မိတ်ဆွေတို့အနီးပါဝင်ခြင်းရှိပေါ်ပေါ်နေပေါ်ပေါ်စားဘာမှအလေးနက်မရှိရီးစားထဲလဲထားလူမှုရေးနားမလဲမိဘပတ်စံထိုင်ပြုံးတတ်သောတထေးသားတယောက်ကိုစဉ်းစားကြည့်ပါ ထိုအခါဟင်နရီချစ်ဖွယ်ကိုမြင်ရောက်လာပါလိမ့်မည်သူကိုဟင်နရီဟုခေါ်ကြသည် သူနာမည်ဟင်နရီချစ်ဖွယ်ဖြစ်သောကြောင့်ဦးချစ်ဖွယ်ဤသားဖြစ်ကြောင်းသိတာပါပြီသားမှာရှာရှာပါပါသာသာနာနာ တူရီတော်သားဟင်နရီမှာအမေလည်းမရှိတော့မိတဆိုးလေးမို့ဦးချစ်ဖွယ်ကအလွန်ချစ်ရှာသည် အမှန်စင်စစ်ဦးချစ်ဖွယ်သည်တားဆိုးဖေတယောက်မဖြစ်ထိုက်ချေသူသည်စိတ်သဘောထားအလွန်ပြေဝကောင်းမွန်သည် လူကြီးလူကောင်းပြီးသားသည် သူတစ်ပါးကိုကူညီတတ်သည်ဤကဲ့သို့သောဖခင်မှာထိုကဲ့သို့သောတားမျိုးမွေးဖွားလာခြင်းအတွက်အံ့ဩမိဆိုလျင်ရပါသည်သူအရင် လူဆိုသည်ပါ ဆက်ယုံမှထုတ်လုပ်လိုက်သောမော်တော်ကားများကဲ့သို့တပုံစံနဲ့ထွက်ချင်မှထွက်ပါလိမ့်မည်။စနစ်တကျထုတ်လုပ်လိုက်သောစက်ကရိယာများပင်အပြည့်နာစာ ပါတတ်သေးသည်မဟုတ်လား။မိမိကလေးသည်ယောက်ျားလေးလားမိန်းကလေးလားဆိုသည်ကိုပိုက်ထဲထည့်လွယ်ထားသော မိခင်ကိုယ်တိုင်ပင်ကြိုတင်သိခွင့်မရနိုင်သည်ဖြစ်ရာထိုကလေး၏စိတ်ထားဘလို့ဖြစ်လာမည်ကိုကြိုတင်သိရန်ကပိုဝေးသေးသည်။ အဖေဖြစ်သူကိုတော့ထဲ့အတွက်စရာမလိုကြီးဦးချစ်ဖွဲ့သည် သူ့သားကလေးကို အလွန်လိမ်မာစေခြင်းသည် သူ့အတွင်နှိတ်ခုဆုံးမဖို့တော့စိတ်မကူးခဲ့ သူ့သားဖြစ်သောကြောင့်သူ့လိုပင် လာလိမ့်မည်ဟုထင်နေခဲ့သည် ထို့ကြောင့်အလိုလိုက်မိသည်ဟင်နရီသည်ဘယ်ရဘလို့ဗီဇာမျိုးပါလာသည်မသိသူစိုးသွမ်းသောကောင်လေးတစ်ယောက်ဖြစ်လာသည်ဦးချစ်ဖွဲ့သည် အချိန်နှောင်းမှတီးရတော့ခါဘာမှမတက်နိုင်တော့ပဲအလိုလိုက်မြဲလိုက်နေခဲ့ရတော့သည် အခါအားလျော်စွာဆုံးမကိုစူးစမ်းကြည့်တော့လေဟင်းနေရီယာဖေဖေဟာဖေဖေဟာဟုချွဲလိုက်လျင်သူပြော့သွားပြီးမိုးဖိုးလေးပါလေးတော့ပေးလိုက်ရတတ်သည် ထို့ကြောင့်အိုးချစ်ဖွယ်သည်တားကိုတခါဆုံးမလျင်အိတ်ထဲကပတ်စံတခါထွက်ရည်နေလေသည် တခုတော့ရှိသည်ဟင်းနေရီယာညံကောင်းသည်ဆယ်တန်းကိုတနည်းထဲနဲ့အောင်သည် အခုတက္ကသိုလ်ရောက်နေပြီထိုတစ်ချက်တည်းနဲ့ပင်ကျန်သားလေးကို ထေရမလို့ဖြစ်နေသည်အင်းလေဘိန်းစားလေးဖြစ်မသွားတာပဲကံကောင်းလာပါပြီဟုဦးချစ်ဖွဲစိတ်ဖြေရလေသည်ထိုရက်ွက်တဲ့သူပြောင်းလာကားစားကဟင်နရီသည်ဆယ်တန်းအောင်ကားစားဖြစ်သည်တက္ကသိုလ်မတက်ရမီအချိန်တချို့ចောင်းသားတွေလိုလှုပ်အားပေးတွေပါလေမလိုက်ခဲ့တော့ကြောင်းလွတ်လပ်နေသည် အရင်ရက်ွက်ကတငယ်ချင်းတွေစီသွားလေလိုက်မျိုးတဲ့ထွက်လေလိုက်လှုပ်ရင်အချိန်ကုန်သည် ကြတော့လေလေရပက်ရပျော်ရသည်ကို ပြင်းလာပြန်သည်ပြီးတော့သူ့အရွယ်ကလည်းနည်းနည်းကြီးလာပြီဆိုတော့ဟင်နရီသည်ရက်ွက်ထဲမှာလှည့်ပြီးကြက်စားပြန်သည်တတိသားကလေးဖြစ်၍ငွေကိုခက်ဖွာဖွာသုံးနိုင်သောကြောင့်အပေါင်းအသင်း၃-၄ဦးကိုအလွယ်တကူရရှိသည်ဤသို့လွယ်လွယ်ရရှိသောကြောင့်လွယ်လွယ်ပင် ခွဲခွာခဲ့ကြပြန်သည် ထိုသူများနဲ့ပေါင်းသင်းရင် သူတို့ထဲမှာတယောက်ဤနှမနဲ့ဟင်နီတို့ညှိမိကြသည်တငယ်ချင်းကလည်းကြည်ပြူပြီးသားမို့မတိဟန်ဆောင်နေသည်ဟင်နီကလည်းခက်ပေါ့ပေါ့တမားဖြစ်တော့ကြောင်းထိုမင်းကလေးပေါ်၌အလေးနက်ထားခြင်းမရှိခဲ့မကြောက်ရွံ့ပင် နောက်တငယ်ချင်းတယောက်ဤအမားဖြစ်သူကိုတွားဆသည်ထိုကပြဿနာတွေဖြစ်ကြသည်ဟင်နီကိုရိုက်မိနှံ့မိသည်ဖြစ်လာသည်ဤသို့ဖြင့်ထိုပေါင်းစင်းများနှင့်ဟင်နီ လမ်းခွဲခဲ့ကြသည်ဒိုကိစားနှင့်ပတ်သက်၍ရက်ခွက်ကလည်းဟင်နရီကိုယွန်သွားကြသည်မိန်းကလေးတွေကလည်းရှောင်ကြသည်ဦးချက်ဖွယ်ဤမျက်နှာကြောင့်သာဟင်နရီဖို့ထိုပြဿနာသည် အန်နရီကင်းစွာပြီးစီးသွားခြင်းဖြစ်၏ဟင်နရီကတော့တိတ်မမှုအဘဲကြောင့်ဆိုသောသူသည်ထိုချိန်တွင်တက္ကသိုလ်မှစတင်တက်ရောက်နေရပြီဖြစ်သည့်အပြင်အိမ်အကားကိုလည်းကိုယ်တိုင်ယူမောင်းဝင်ရလာပြီဖြစ်သောကြောင့်ပင် ယောက်ျားထဲကအကောင်လေးတွေကောင်မလေးတွေမှာသူ့ဖို့တိတ်အထင်ကြီးစရာမဟုတ်တော့ကြီးတက္ကသိုလ်မှာသူ့လိုပင်တထေးသားများနဲ့ပေါင်းမိသည်ပြီးတော့သူ့လိုပင်ရေးစားထည့်လဲထားတတ်သောမိန်းကလေးတွေနဲ့တွေ့ရသည်ဟိုကလည်းလေးလေးနက်နက်သဘောမထားသူကလည်းခက်ပေါ့ပေါ့သမားအချင်းချင်းတရင်လွေ့လွေ့ပေါင်းဖွဲ့တွေ့ကြလေသည်ပညာကိုချိုးချိုးထက်တဲ့တင်ကြားကြစားသောចောင်းသားများမိမိကိုယ်ကို ကောင်းစွာဆောက်လျှောက်တတ်သောចောင်းသူများသည်သူတို့အုပ်စုနှင့်ပါမမဆိုင်ထိုကဲ့သို့သောမောင်ဟင်နရီချစ်ဖွယ်သည်တက္ကသိုလ်မှနောက်ဆုံးနေ့ရောက်သောအချိန်ဖြစ်သည်တွင်တော့ဥချစ်ဖွယ်သည်ဟင်နရီကိုထူးဆန်းသောစကားများကိုပြောလေသည်ထူးဆန်းသောစကားဆိုသည်မှာဟင်နရီရှိရေးအတွက်အလေးအနက်ဆွေးနွေးနေခြင်းပင်ဖြစ်ပေသည်ဟင်နရီငါသာမင်းလည်းမကြခင်မှာပွဲရတော့မယ် အဲ့တော့တားမှာရှေးအတွက်ဘာအစီအစဉ်ရှိတယ်ဆိုတာဖေဖေကိုပြောစမ်းဘာများစဉ်းစားထားသလဲရှေးအတွက်တော့ဘာမှအစီအစဉ်မရှိပါဘူးဖေဖေလောလောဆယ်မှာတော့ကျွန်တော်မော်တော်ဆိုင်ကယ်တစ်စီးလိုချင်တယ်ဟေးဟုတ်တယ်ဖေဖေရဲ့ခုခင်မှာကားစီးရတာတိတ်အောက်တာပဲမြို့ထဲမှာဆိုရင်ပိုဆိုးသေးတယ်ကားတွေကများနေပြီးတော့ရှုပ်နေတော့တနေရာနေတနေရာသွားရတာတိတ်ကြတာပဲ ်ကကြီးနေတော့ကိုလိုကန်တယ်ဆိုင်ခဲဆိုရင်ဝေါကနေဖြတ်ချလိုက်ဟိုချောင်းဝင်ဒီချောင်းထွက်နေရှုပ်ဆိုရောက်သွားအောင်ဦးချေဖွဲကောင်းရလိုက်သည်ဆိုင်ခဲဝယ်မပေးဘူးဆိုတော့သဘောမဟုတ်ပါသူဆိုလိုရင်းနဲ့ဟင်နရီအဖြစ်ကွာခြားနေတော့ကြောင်းစိတ်ပြတ်သွားခြင်းသာဖြစ်မဟုတ်သေးဘူးဟင်နရီဖေဖေပြောတာတားပွဲရပြီးတဲ့အခါဒီတိုင်းနေလို့မဖြစ်ဘူးလေမိမယူရမှာ哦ပြောတာလားဖေဖေ အေးယူရင်လည်းယူဖို့ကွာအေးဒီလိုရှိသေးတယ်ကွာပွဲရပြီးတော့ခါမှာဒါအလုံးတခုလုံးမနေကွာဒါအနေနဲ့အလုံးမလုံးပဲမလဲဒီတသက်စားမကုန်တဲ့ပစ္စည်းဥစ္စာငွေကြေးပြည့်စုံနေရတော့မှန်မှန်လေဒါပေမဲ့လူဆိုတာအချိန်တန်အရွယ်ရောက်လာရင်အိမ်နေရရခုံစိတ်ခါရှိရှိနေဖို့ဆိုတာအလုံးတခုခုရှိမှဖြစ်တာမဟုတ်လားအဲ့တော့ထားပါဦးလေဘွဲရဖို့ကလည်းလိုပါသေးတယ် ရတဲ့ခါကျတော့လေအလုပ်တစ်ခုခုဆိုတာမခဲရမှာဘူးဖေဖေမိတ်ဆွေတွေရှိသားပဲအခုရေးကြည့်တာဆိုင်ကယ်ပဲဖေဖေဟွန်နာတကြီးတွေ့ရတယ်ကျွန်တော်ယူမယ်ဆိုရင်၃ဆောင်းနဲ့ပေးမယ်တဲ့အသက်ဆက်ဆက်ဖေဖေကယာယီနံပါတ်ပဲရှိသေးတယ်ဦးချေဘွယ်ဒီစိတ်ပြက်လက်ပြက်ဖြစ်သွားသည်ထိုချိန်မှာပင် तू ရောက်ရှိလာလေသည် तू ဆိုဒီမှာလှလှမြင့်ဖြစ်သည် ဤရက်ွက်ထဲမှာပင်နေသောဥဝင်းမြည်ဤသမီးဖြစ်၏ဥဝင်းမြည်ဤဥချေဖွယ်ဤမိတ်ဆွေအမှန်အဖြစ်မိတ်ဆွေဆိုတော့လေဥချေဖွယ်ဤဂျေဇူးနှင့်မကင်းသူသာဖြစ်လေသည်ဥချေဖွယ်ဤငွေကြီးရေအကူအညီထောက်ပံ့ကိုယူ၍အိမ်တွင်ဆက်မှုလုပ်ငန်းလေးတစ်ခုထူထောင်ရန်ကြိုးစားနေသူဖြစ်သည်အခုလှလှမြင့်လာသည့်အကြောင်းမှာဥချေဖွယ်ကြိုက်တတ်သောတေရသီသနတ်လာပို့ခြင်းဖြစ်သည်ဟင်နရီသည်လှလှမြင့်ကို တန်တော်ငေးဆိုင်ကြည်နေမိလေ၏လာလာမြည်သည်မူလာတန်းပြအကြောင်းဆရာမကလေးဖြစ်သည်အလုတ်တမားကောလေးမှာပွဲရာဟီပြီးအသက်ကဟင်နရီထက်တစ်နှစ်လောက်ကြီးမိထင်သည်ပြီးတော့လှသည် သူဤလာပေါ်မှာရိုးရိုးတန်းတန်းလှခြင်းဖြစ်သည်ဟင်နရီသည် အရင်ကလေးအားလှလှမြစ်ကိုမြင်မှုပြီးသားဖြစ်သည်သူအရင်တည်တည်ချာချာမကြည့်ဘူးကဲရက်ွက်တရားမိန်းကလေးများကို အထင်သေးလက်စားနဲ့အမှတ်တမဲ့နေခဲ့ခြင်းဖြစ်သည်ခုတခါတွေးလိုက်ရတော့မှ တော်တော်ချစ်စရာကောင်းနေမှန်းတည်သွားသည်အမှန်တော့သူသည်တက္ကသိုလ်ကျောင်းမှာခဲ့မိဆုံးအပြန်ဆုံးအလန်းဆုံးမိန်းကလေးပေါင်းများစွာနဲ့တွေးဆုံတွဲခဲ့အကြာခင်ကွဲခဲ့ဤသို့တွေးဆုံကြုံခွဲမမြဲသောဓမ္မတာသည် သူ့ဖို့ပျော်စရာကြီးဖြစ်ခဲ့သည်ကြတော့လေရိုးဤလာပြန်သည်ထိုချိန်တွင်တီတီငင်ငင်နှင့် အိန္ဒိယရာချစ်ဖွယ်ကောင်းသောလှလမြင့်ကိုတွေ့သောအခါသူခိုက်မိသွားခြင်းဖြစ်ပေသည်လှလမြင့်သည်ကြောင်းသွားဖို့ထွက်လာသည်ကြောင်းသည်အိမ်နှင့်နီးနီးကလေးမဟုတ် ကားဖြစ်သွားလောက်လည်းဝေးလာသည်မဟုတ်ထို့ကြောင့်နေ့စဉ်ကြောင်းသွားကြောင်းပြန်တွင်လမ်းလျှောက်လေရှိသည်တနေရာတွင်မော်တော်ဆိုင်ကတစီးအချိန်ဖြစ်ဝီးကနေဖြတ်ကျော်တက်သွားပြီးမှအချိန်ဖြစ်ဝေါ်ကနေပြန်ခွေပြီးသူရှိတဲ့တဲ့မှာကြွိကနေရက်လိုက်သည် မောင်းလာသူမှာချင်းချက်ကချင်းပေါင်းမီကင်းဘက်လိုလိုဘောကံဖက်နဲ့လိုလိုဖက်နဲ့မျိုးနဲ့လက်အိတ်ဆွထားသည်ပြီးတော့ကောင်းစွန်းနဲ့ဆိုင်ကယ်ပေါ်မှာဆင်းပြီးကောင်းစိုးချွတ်လိုက်မှာဟင်နရီမန်းတည်သည်လက်လက်မြင်ရောင်ပြီးရက်လိုက်မိဟင်နရီကသူ့စီရှောက်လာပြီးလှလှပါလားအချိန်ရရင် ကိုနဲ့အေးတခုခုလိုက်တော့ပါလားလက်လက်မြင်ရုတ်တရက်အံ့ဩသွားသည်ဟင်နရီမျက်နှာထောက်ကိုအကဲခတ်ကြည့်လိုက်ပြီး ခက်အေးအေးပင်ပြောလိုက်သည်ကျမအချိန်မရပါဘူးရှင်ကြောင်းညင်နီးပြီးတွောင်းမယ်နော်လာလာမြေထွက်သွားသည် ဟင်နရီကြောင်ရွေးကြံခဲ့၏ညနေကြောင်းစင်းချိန်တွင်ကြောင်းနှင့်ခက်လန်းလန်းမှဟင်နရီစောင့်နေသည်ကို တွေ့ရသည်ဒီတကားတော့ဆိုင်ကယ်နဲ့မဟုတ် ကားယူလာသည် လာလာမြင့်အားအိန္ဒိယရာ ပြုံး၍နှုတ်ဆက်ပြီးဆက်လျှောက်သွားသည်ဟင်နီယာလှမ်းခေါ်သည်လှလအိမ်ပြန်တော့မလို့လားဟုတ်ကဲ့ ကျွန်တော်လိုက်ဖို့မယ်လေကားပါလာတယ်ကျေးဇူးတင်ပါတယ်ကိုဟင်နီအင်းရနင်းကြီးလေးပဲရှောက်သွားလို့ရပါတယ်ဒါဆိုလဲကျွန်တော်တခုခုကြွေးပြစီတနည်းအားမှာသွားစားရင် စကားလေးပါလေပြောရအောင်ကျွန်မအိမ်မှာအလုပ်တွေရှိပါသေးတယ်ဟင်နီဒီထိုကဲသို့၃လေးကစူးစမ်းကြည့်သည်မယား တို့ကဘဲအိုးမှတွားဖို့မခေါ်တော့ပဲလှလှမြေចောင်းသွားចောင်းမြန်တွင်လမ်းအားဆောင်ပြီးစကားပြောသည်လှလှမြေအားကျမတို့ခင်နောက်ကိုအဲ့ဒါမျိုးတွေမပြောစီခြင်းဘူးဟူပြန်ပြောသည်ဟင်နီသည်သူ့ကိုယ်သူယုံကြည်မှုအပြည့်အဝဖြင့်ဆက်ကြိုးစားသည်နေ့စဉ်နေ့တိုင်းလိုလိုပင်လှလှမြေကို စကားလိုက်ပြောသည် ကြတော့လှလှမြေတီးမခံနိုင်ဖြစ်လာသည်ဒီမှာကိုဟင်နီ ခုလိုနေ့တိုင်းကျမနာအကပ်ပြီးလိုက်လိုက်လာလာလူမြင်လို့မသိတော့ပါဘူးကျမကိုအနှောက်ယှက်ပေးရလဲရောက်ပါတယ်နောက်ပြီးအခုလိုဆက်လုံနေမယ်ဆိုရင်ကျမရဲ့အိမ်ကြီးတိတ်ခါကိုစော်ကားတဲ့သဘောမျိုး ယူဆရပါလိမ့်မယ်ရှင် ပြီးတော့ဦးလေးဦးချုပ်ဘွယ်ကို တိုင်တန်တိုင်ရလိမ့်မယ်ဟုတ်ပြီကြည်စမ်းမေ့နေလိုက်တာသူကအဖေဖေးကိုလာတိုင်မယ်လေသူပြောမှပင်အကောင်းဆုံးအကြံဉာဏ်ကိုရတော့သည်သူမလာတိုင်ခင် ကိုကဥအောင်ပြောပါမည်တကယ်တော့ဟင်နရီသည်လှလမြင့်ကိုသူတွေ့နေကြမင်းကလေးတွေလိုလွယ်လွယ်နဲ့ရမည်ဟုထင်နေခဲ့မိခြင်းဖြစ်သည်ဟိုဟာတွေကတော့သူဟာမဆလင်မင်းသူ့ကိုလာဆကောင်းဆမိသူမျိုးတွေတချို့ကလည်းတကယ်ဆခဲ့ဖို့သည်လှလမြင့်ကြတော့ဒီလိုမဟုတ်သူကဒီလောက်တဲကြီးမဲကြီးလက်တီကိုပင်နည်းနည်းလေးမှအတိမ်ဆောင်မရှိဤကဲ့သို့ခက်လေသူဟာပို၍လိုချင်လေဖြစ်နေရသည် ဘလို့မှစူးစမ်းရမရသောအခါမချင့်မရဖြစ်ရသည် သူကိုယ်သူလည်းအံ့ဩနေသည်လှလှမြင့်ကြမှာ သူဘာကြောင့်မရနိုင်ရသနည်းပြီးတော့လှလှမြင့်ပေါ်တခြားမိန်းကလေးတွေလိုမဟုတ်ပဲဘာကြောင့်ဆွဲဆွဲလန်းလန်းဖြစ်နေရသနည်းရှင်းပါသည် သူလှလှမြင့်ကိုတကယ်ချစ်မိလေပြီသူသည်လှလှမြင့်ကိုချင်းကပ်ရာတွင် သူတက်တော့သောတုံးနေကြနီးလန်းတွေကိုတုံးကြည့်သည် တခုခုစားဖို့ခေါ်သည်ရုပ်ရှင်ပြမည် တနေရာရာခေါ်သွားပြီးစကားပြောမိမကြမီချိန်တွင် ဖွင့်ပြောမိသူအရင်သူတက်တလောက်မတ်တလောက်နီးလန်းနေသည်အရာမထင်ခဲ့လာလာမြင်သည်ပညာသားမပါပဲခက်ရိုးရိုးလေးပင်ရှောင်းတိန်သွားနိုင်ခဲ့၏အားကိုးစရာတစ်ခုပဲရှိတော်သည်ဖေဖေဦးချေဘွယ်သည် သူ့ရှိမှမကြုံစဘူးအောင် တီတီငင်ငင်ထိုင်နေသောဟင်နရီကိုကြည့်ပြီးနင်းနေအံ့ဩနေသည် ပြောစရာရှိတယ်ဆိုပြီးချက်ချင်းမပြောပဲအတော်ကြောင်းငြိမ်နေသောကြောင့်လဲထူးဆန်းနေပြောစရာရှိရဆိုတာပြောလေကွာဦးချစ်ဝဲစိတ်ထဲတွင်ဟင်နေဒီဒီတော်တော်တန်မိုးကြီးသည့်အရာတခုဝယ်ခိုင်းနေနေသောကြောင့်အခုလိုအပြောရခတ်နေခြင်းဖြစ်မိဟုထင်နေသည်ဒီလိုပါဖြစ်ဖြစ်တာအခုသာမိုးဝဲလေဖြေးပြီးပြီဆိုတော့မကြခင်ဘွဲရတော့မယ်မဟုတ်လားအဲ့ဒါအေး ပြောပါဦးကွာဘာလို့ချင်လဲဖေဖေလိုက်ပြောပေးမယ်ဖေဖေမိတ်ဆွေရှိတယ်အာအဲ့ဒါမဟုတ်ဘူးဖေဖေဟိုတာမိမယူခြင်းပြီဟေးဟုတ်တယ်ဖေဖေအဲ့ဒါဖေဖေလိုက်တောင်းပေးဖို့နေပါဦးဘာလို့လဲတာရဲ့မိန်းကလေးอ่ะဖေဖေသိပါတယ်လှလှမြင့်ဆိုတာဘာကွာလှလှမြင့်ဟုတ်လားဟုတ်ပါတယ်ဖေဖေမိတ်ဆွေဦးဝင်းမြင့်တမီး အာဒီမာတာဖေဖေဟာတားကိုအမြဲတမ်းအလိုလိုက်ခဲ့တယ်ဘယ်ရမစိုးတားဆန္ဒအတိုင်းဖြစ်စေခဲ့တယ်တားလိုချင်တာမှန်သမျှဖန်တီးပေးခဲ့တယ်ဒါပေမဲ့ဒီတစ်ခါတော့ဖေဖေတားကိုမလက်ရောနိုင်ဘူးဖေဖေသဘောမတူနိုင်ဘူးတားဖျားသဘောမတူဟုတ်လားဖေဖေလောလောမြေကြောင်ဖေဖေတိပါရဲ့ဖေဖေရဲ့သူဟာတိတ်တော်တဲ့မိန်းကလေးပါအေးဟုတ်တယ်ဖေဖေတိတယ် လလမြာတိတ်တော်တယ်အိမ်ဒီရှိတယ်တိတ်ခါရှိတယ်အဲ့ဒါလို့တိတ်လိမ်ပါတဲ့တိတ်ရိုးသားတဲ့မိန်းကလေးတယောက်ဟာမင်းလိုကောင်းမျိုးနဲ့ညာရင်သူတသက်လုံးစိတ်ဆင်းရဲသွားရမှာပဲဒီမှာဖေဖေသားသမီးရင် ကိုချင်းစာလိမ့်မယ်မင်းလိုပါမှအလေးနဲ့မရှိတဲ့ကောင်းမျိုးနဲ့သူ့လိုမိန်းကလေးမျိုးနဲ့မတန်ဘူးဒါကြောင့်သဘောမတူတာပဲကွာပေဘူးလား1982ခု မတ်လဟုတ်ကဲ့အခုဆက်လက်ပြီးတော့လဲဆရာမင်းလူရေးသားရတဲ့ကျောင်းသားဆရာဆိုတဲ့ဝိထုတိုလေးကိုဆက်လက်ပြီးတော့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်။နာတော်တာဆင်းအားပေးကြအောင်ခင်ဗျာ။သူတို့တွေမဆုံးဖြစ်ကြသည်မှာအတန်ကြာပြီးတလလောက်ရှိမိထင်သည်ခါတိုင်းဆိုရင်တပတ်တစ်ချိန်လောက်လမ်းထိပ်လက်ဖေးဆိုင်မှာစုံလေးရှိသည်လမ်းထိပ်လက်ဖေးဆိုင်ဆိုဒီမှာ သူတို့ဘာသာပေးထားသောအမိဖြစ်သည်အဘဲကြောင့်ဆိုသောထိုးဆိုင်တွင် ခေါ်စရာနမဲဆိုင်းပုတ်မရှိသောကြောင့်ပင်ထိုးဆိုင်သည်ဗစကားမှတ်တိုင်အနီးရှိ စိုက်ကားတဲဟောင်းတစ်ခုမှဖွင့်ထားခြင်းဖြစ်သည်ဆိုင်တွင်မှာစပွဲနှလုံးလောက်ရှိပြီးဆိုင်ပြင်ကညောင်ပင်တွင်နှလုံးလောက်ရှိ၏ဆိုင်နမဲမရှိ သူတို့ကမူလမ်းထိပ်မှာဖွင့်ထားသောဆိုင်ဖြစ်သည့်ဖြင့်လမ်းထိပ်ဆိုင်ဟုပင်ခေါ်လေရှိသည်သူတို့ဟာတင်ထွက်အောင် မောင်လှနှင့်ထောမြင့်တို့ပင်ဖြစ်သည်အားလုံးမှာတက္ကသိုလ်ကျောင်းသားများဖြစ်ကြ၏တက္ကသိုလ်ကျောင်းသားဆိုတော့လေနေ့စဉ်နေ့တိုင်းလက်ဖေးဆိုင်ထိုင်နေကြသူများမဟုတ်ပါကျောင်းမှာသူတို့ချင်းတစ်ခါတရံစုံကြသောအခါကြမှာထိုင်ဖြစ်သည်လမ်းထိပ်ဆိုင်မှာတော့တပတ်လျင်တစ်ချိန်ကြာစုံဖြစ်လေးရှိလေသည်အခုကျောင်းဘက်ရဲ့အတွင်း၌ကဒီဆိုင်တွင်တလာနီးပါးလောက်မထိုင်ဖြစ်ခဲ့သူတို့ခရီးထွက်နေကြသောကြောင့်ဖြစ်သည်အသုံးလုံးလှုပ်အားပေးခရီး မနေ့ကမှပြန်ရောက်ကြသည်ထို့ကြောင့်ဒီဆိုင်ကလေးမှာဒီနေ့ဆုံရန်ချိန်သားကြခြင်းဖြစ်လေသည်ဒီဆိုင်လေးမှာမထိုင်ရတော့တော့တော်တော်ကြပြီကွာဟုတေထွန်းအောင်ကပြောလိုက်သည်မင်းတို့ကတော်သေးတယ်ငါဆိုရင်ဒီဆိုင်ကိုအရန်လွှမ်းတာပဲမောင်လာကပြောသည်ထုံးမြင့်ကဘာဖြစ်လို့လွှမ်းတာလဲဟုမေး၏အာဘာပြောကောင်းမလဲငါသွားတဲ့ရွာကလက်ဖေးဆိုင်လုံးဝမရှိဘူးကွာသူတို့စီမှာလက်ဖေးလည်းမတောက်ကြဘူးရင်းနှွေးကြမဲ့တောက်ကြတာ ဆိုပြီးမောင်လာဟာသူရောက်ခဲ့တော့ရွာအောင်ပြောပြသည်သူတို့သုံးယောက်သည်အသုံးလုံးလောက်အားပေးသွားကြရာတွင်တယောက်တနေစီကြသဖြင့်အတူတူမသွားခဲ့ကြရာတတိတခြားစီဖြစ်သည်ထို့ကြောင့်အခုလိုစုံညာခြင်းသည်မိမိတို့သွားရောက်ခဲ့ရသောမြို့နယ်များမှအတွေ့အကြုံများကိုအချင်းချင်းဖလှယ်ကြရန်တွေ့ကြသည့်သဘောပင်ဖြစ်၏ငါသွားရတဲ့နေရာချောင်းရိုးလေးတိုင်းပဲကြီးလိုဟာလေးနဲ့သွားရတာလေစိတ်ရောက်တော့ရွာကိုတမိုင်လောက်လှဲနေသွားသည် ဝန်လာနဲ့အခြားလောဟာဘေးကျောင်းသားအဖွဲ့ရွာတို့ရောက်ရင်ကျွေးရလူကြီးများအားကြိုးစိုးနေရာချပေးတာသည်ပြီးတော့မနက်စာထမင်းပွဲဥက္ကဋအိမ်တွင်ဇပွဲဝိုင်းကြီးမရှိသဖြင့်ဘုံကြီးကျောင်းမှာတွားငားလာပြီးသူတို့တို့ထမင်းပွဲပြင်ရသည်ဟုတ်လဲဟုတ်သည်သူတို့တို့စီစဉ်ထားသောဟင်းခွက်အမီများမှာများပြားလွန်းသဖြင့်ဘုံကြီးကျောင်းကဇပွဲဝိုင်းကြီးနှင့်မှာဆက်အမီဖြစ်သောကြောင့်ပင် ငါတို့လည်းထမင်းစားကြီးရာနဲ့ရွာထဲရှောက်ကြည့်ဦးမယ်ဆိုပြီးထွက်ခဲ့ကြတော့အော်အမှန်လပေးဆိုင်လိုက်ရှာတာဒီရွာလုံးမှာလပေးဆိုင်တစ်ဆိုင်မှမရှိဘူးမင်းတို့သိတဲ့အတိုင်းငါကလပေးမတော့ရင် နေနိုင်တဲ့ကောင်မှမဟုတ်တာပြဿနာတက်ရောငါကအဲ့ဒီရွာမှာနေခဲ့သမျှတစ်ချိန်လုံးလပေးတစ်ခွက်မှမတော့ခဲ့ရဘူးရွာလူကြီးတွေကမတိုက်ဘူးလားသူတို့စီမှာလပေးတော့တဲ့ထုံးစံကိုမရှိတာကွာ ငါတို့မေးတော့မေးပါရဲ့ဘာလို့သေးလဲဘာလို့သေးလဲနဲ့လက်ဖေးတောက်ချင်တယ်ပြောရင်လေမရရအောင် စီစဉ်ပေးမှာပဲမျိုးတက်ပြီးလက်ဖက်6နှိုးစီတကြားတွားဝယ်ပေးကြမှာပဲဒါပေမဲ့ကွာဘယ်ပြောလို့ကောင်းမလဲငါတို့တွားကြတာအလေတွားကြမှာမဟုတ်ပဲလောက်အားပေးဖို့တွားတာပဲဟာပြီးတော့လက်ဖေးတာမတော့ရတာဟာတနေ့တနေ့သူတို့ဧကန်ကျွေးမွေးတဲ့တခြားစားကြရတွေကအများကြီးကွာတမျိုးပြီးတမျိုးပဲတို့နောက်စာတင်ရတွင် တွေ့ကြုံရသောအခက်အခဲများရည်စရာများပျော်ရွှင်စရာများပြောပြသည်ပြီးတော့အမေဟေ့ော်နေငါရောက်သွားရဲ့ရွာလက်ဖေးဆိုင်သာမရှိတာထရေဆိုင်တော့ရှိတယ်ကွာဟာဒါဆိုဘယ်ဆိုးလို့လဲဟုတင်ထွက်အောင်ဟာဝင်ပြောသည်မောင်လာမင်းအတွက်တော့ဟုတ်မှာပေါ့ကွာဒီလိုကွာအဲ့ရွာမှာထရေသိပ်ကောင်းတယ်သူတို့တရွာလုံးထရေတောက်ထွက်ကြတယ်ကွာအားလုံးဟုတ်လားအေးကွာ ခလေးတွေရောမိန်းမတွေရောတောက်ကြတာပဲခလေးတွေမိန်းမတွေကတော့ထမ်းရီချိုးပေါ့ကွာယောက်ျားတွေကတော့အခါတောက်ကြတယ်လူငယ်တွေဆိုရင်လည်းငါတို့စီမှာလက်ဖေးဆိုင်ထိုင်ကြသလိုညနေဆောင်ရင်ထရီထဲမှာထိုင်ကြတာပဲဟာတေးပါလုံးမူးနေကြမှာပေါ့မမူးဘူးသူတို့တောက်ကြတာအခါဆိုပေမဲ့ပဇွန်စိတ်ခုံလောင်တောက်ကြတာထူးကြတာအဲ့ဒီရွာမှာအရက်ဆိုင်မရှိဘူးအရက်ချက်တဲ့လူမရှိဘူးပြီးတော့ ။တရေတောက်ကြရဆိုပေမဲ့မူကြီးရမ်းနေလို့မရှိဘူး။ခန့်ရံဖြစ်တာလည်းမရှိဘူးကွာ။မင်းရောမတောက်ခဲ့ဘူးလား။ငါမှထမ်းရည်မကြိုက်တာ။မင်းနဲ့ငါနဲ့နေရာလဲလိုက်ချင်တယ်ကွာ။ငါရောက်သွားတဲ့နေရာကတော့ဆိုပြီးတင်ထုံအောင်ကသူ့လှုပ်အားပေးခဲ့ရတော့ရွာကလေးကြောင်ပြောပြပြန်သည်။ငါသွားတဲ့နေရာနဲ့ကတော့ကွာပါကွာရွာလေးကမြို့နယ်အခြေဆိုင်စကန်ကနေတော်တော်ဝေးဝေးသွားရသေးတယ် တောင်ကြီးရရွာလေးက အနီးဆုံးဆိုတဲ့မျိုးနဲ့တောင်တော်တော်အဆက်အသွယ်ပြတ်တယ်ပြီးတော့အနီးနားမှာ တခြားရွာလည်းမရှိဘူးတော်တော်ခေါင်တယ်လို့ဆိုရမှာပေါ့ဘလောက်ထိခေါင်တယ်ဆိုတော့တို့ရွာလေးတွင်လဖေးဆိုင်မရှိထားရည်ဆိုင်မရှိအရက်ဆိုင်မရှိကုံတော်ဆိုင်မရှိရုပ်စွာဆိုဆေးလေးဆိုင်မရှိဆိုင်ဆိုလို့တဆိုင်သာရှိသည်တို့ရတွင်သူနဲ့လုံးဝအဆက်သောဆိုင်မဟုတ်ဟုတင်ထုတ်အောင်ဟာဆိုသည်ဘာသာမလို့လဲကွာ ဇော်ပင်ညဆိုင်လေမောင်လာနဲ့ထိုးမြင့်တို့ကရည်ကြသည်တင်ထွန်းအောင်သည်ဇပင်ရှည်ထားသူဖြစ်သည်အဲ့ဒီဇပင်ညဆိုင်လူကလည်းတမျိုးပဲကွာရွာကိုသူ့ဘာရောက်လာတာဇပင်ညဆိုင်ဖွင့်ရရွာထဲကကလေးတွေကိုခေါ်ပြီးစာတင်ပေးတယ်ဒီလိုနဲ့သူကရွာရဲ့ចောင်းဆရာ ဖြစ်လာတာပေါ့သူ့ကိုဇပင်ညဆရာလို့ခေါ်ကြတယ်ကွာပြီးတော့ထူးကြတာတရွာလုံးမှာမျက်မှန်တက်တာဆိုလို့အဲ့ဒီဇပင်ညဆရာတယောက်ပဲရှိတယ် အဲမှာငါ့အတွက်ပြဿနာတက်တာဗောဘလို့တက်တာလဲကွာဟိုထိုးမြင့်ဟာစကားထောက်ပေးလိုက်သည်ဒီလိုကွာရွာမှာစာစားတင်ညာခါကြတော့ငါနဲ့အတူတူသွားတဲ့တခြားလူတွေတင်လို့ရှင်ရွာသူရွာသားတွေကလိုက်ဆိုကြတယ်ငါတင်တဲ့ခါကျရင်တိတ်မဆိုရင်ရောပြီးတော့တခြားလူတွေကြတော့ဆရာလို့ခေါ်တယ်ငါကြတော့ဆရာလို့မခေါ်ဘူးကွာမင်းရုပ်ကဆရာနဲ့မတူလို့နေပါဘောမဟုတ်ဘူးကွာမျက်မှန်မပါလို့ ဟင်ဘာဆိုင်လို့လဲဆိုင်နေကွာသူတို့တူရလို့မှာမျက်မှန်တက်တဲ့လူဆိုလို့ဇပင်ညက်ဆရာတယောက်ပဲရှိရဲ့အဲ့တော့ရွာသူရွာသားတွေစိတ်မှာဆရာဆိုရင်မျက်မှန်တက်ရတယ်လို့စွဲမှတ်နေကြတာပေါ့ဖြစ်ရှင်တော့ငါနဲ့တူတူသွားတဲ့အခြားနှစ်ယောက်ကလည်းမျက်မှန်နဲ့ပဲဒီတော့ရွာလူတွေကငါ့ကိုဆရာလို့မထင်ကြတော့ဘူးပေါ့ကွာဒါနဲ့ငါလည်းဘာလို့ရတယ်လဲဆိုတော့ငါနဲ့တူတူသွားတဲ့တခြားတယောက်စီမှာပါလာတဲ့ နေကမျက်မှန်ကြီးယူပြီးစာသင်နဲ့စီသွားတဲ့အခါမှာတက်တက်သွားတယ်။အဲ့တော့မှပဲငါ့ကိုဟိုကဆရာဒီကဆရာနဲ့ခေါ်ကြတော့တယ်။အမေအချို့ကပြောကြသေးရဲ့ကွာ။ဒီဆရာကစာပိုတက်တယ်တဲ့။ဒါကြောင့်သူမျက်မှန်ကြီးကမဲနေတာတဲ့ကွာ။ထုံးမြတ်ကလည်းသူ့အတွေ့အကြုံကိုပြောပြလေသည်။သူရောက်ရှိသွားသောရွာကလေးမှာမျိုးနဲ့အတော်တန်းလှမ်းတော်လေ။ရွာထိရောက်အောင် ကားသွားလို့ရသည်။ရွာသူရွာသားတို့ဤလိုအပ်ဖြင့်ဖောက်လုထားခြင်းဖြစ်သည်။ ရွာလန်းကမြေနီလန်းတို့ရတွင်မိုးပါသောအရာဖြစ်၍ရာသီမရွေးသွားနိုင်သည်တို့ရလေးကိုစနေကြစွာတိဆောက်ထားသည်အိမ်ကလေးများသည် အကွက်ကွင်းကြပြီးတက်တက်ရဲ့ရဲ့ရှိသည်ရွာလန်းများမှာအားလုံးလိုလိုညီညာဖြောက်တန်းကတန့်ရှင်းနေ၏အဲ့ဒီရွာရဲ့ထူးခြားချက်ဘာလဲသိလားအရက်ဆိုင်မရှိတာမဟုတ်လားမဟုတ်ဘူးတကယ်ကြအရက်ဆိုင်ရှိတယ်အစိုးရဖွင့်ထားတဲ့ဆိုင်လက်ဖေးဆိုင်စားသောက်ဆိုင်အကုန်ရှိတယ် ငါပြောတဲ့ထူးကြတယ်ဆိုတာအဲ့ရွာမှာရှိတယ်မိန်းကလေးတွေကအားလုံးလို့လို့လှကြတာကြီးပဲဆိုတော့အเจ้าပဲကွာဒါဆိုမင်းဇလန်းလေးတွေဖြစ်ခဲ့ပါဗောအေးဖြစ်ခဲ့တယ်မဖြစ်တဲ့ဇလန်းတစ်ခုဖြစ်ခဲ့တယ်ဆိုပါတော့ကွာရွာမိန်းကလေးတွေအားလုံးအချောလှတွေကြီးဖြစ်ဤတို့ထဲတွင်အချောဆုံးမိန်းကလေးတယောက်ရှိသည်ထိုရွာလေးမှာမို့အချောဆုံးဟုဆိုပါခြင်းမဟုတ် ထိုမင်းကလေးကိုရန်ကုန်တပ်သူကြီးအလဲကောင်မှချပြလင်းနဲ့အချောဆုံးဖြစ်နေမိမှာတေးကြသည်တခုတော့ရှိသည် သူသည် စာမတက်ရှာချေသူ့မိဘများဟာစီးပွားရေးချိန်နေမဆိုးလားတူရသောသမီးလေးကိုအလွန်ချစ်ကြသည်သူ့အတွင်ထိုမင်းကလေးသည်ဘလို့မှစာတင်ပြီးလို့မရကြောင်းထားလို့လည်းမနေသူဖြစ်လက်လျှော့ထားကြခြင်းဖြစ်သည် ဘလောက်ထူးဆန်းသလဲဆိုတော့အဲ့ကောင်မလေးကငါတင်မဲ့အာသုံးလုံးတန်းမှာကြတော့တက်ပါမယ်ဖြစ်ခေရောကွာသူမိပါလေဆိုတာဝမ်းသာကြလုံးလို့ဆရာလေးရဲ့တမီလေးစားတက်ရင်တော်ပါပြီလို့ပြောကြတယ်ပုံစံကတော့ငါသာအဲ့ကောင်မလေးကိုယူမယ်ဆိုရင်ပေးစားမှာပဲကွာကောင်မလေးရောကောင်မလေးရလားငါ့ဘောအရန်တန်ရောစင်ဖြစ်နေတာကွာမင်းရော တေထောဟာမေးလိုက်တော့ခါထုံးမြင့်ငိုင်ကြသွားသည်ပြီးတော့ငါသူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားခဲ့မိတယ်ဟုခက်တိုးတိုးပြောသည်ဒါဆိုအားလုံးအဆင်ပြေနေပြီပဲဒါပေမဲ့ငါဖွင့်မပြောခဲ့ဘူးကွာဟင်ဘာဖြစ်လို့လဲသူငါ့ကိုခင်မင်နေတာသူ့ကိုစာတင်ပေးတဲ့ကျေးဇူးရှင်တယောက်ကိုခင်တယ်လို့ကျောင်းသူလေးတယောက်ကဆရာတယောက်ကိုခင်မင်နေတယ်လို့မို့ကွာ ငါသူ့ကိုစာတင်ပေးရတဲ့ကျေးဇူးကိုအခွင့်ကောင်းမယူခြင်းဘူးပြီးတော့သူ့ကိုဖွင့်ပြောမယ်လို့စဉ်းစားလိုက်တဲ့အခါတိုင်းငါကြောင်းစရာပါလားဆိုရယ်စိတ်ဝင်လာတယ်တကယ်တော့ငါကြောင်းသားတယောက်အားသုံးလုံးလှူအားပေးစရာအဖြစ်နေရတာတလားလောက်ပဲကြာမယ်ဒါမဲ့အဲ့ဒီရက်ကလေးအတွင်းမှာငါကငါတကယ်ကြောင်းစရာအစ်စ်လို့ထင်နေမိတယ်ဆရာဆိုတာတပည့်ကြောင်းသူပေါ်မပြင်းမကောင်းဘူးဆိုရယ်အစွဲဝင် ါတို့ဟာတက္ကသိုလ်ကျောင်းမှာရှိနေတဲ့အခါကျောင်းသားစိတ်နဲ့နေခြင်းနေမယ်။ဟိုအချိန်မှာတော့ဆရာစိတ်နဲ့ပဲနေရမယ်လို့ငါကောင်ကဆုံးမပြီ။ထုံမြစ်သည်စကားမဆက်တို့အတွင်တင်ထုတ်အောင်နဲ့မောင်လာတို့ဟာနားလေလိုက်သည်။ကဘောမဂ္ဂဇင်းတမူးမျိုးနဲ့စာတက်မြောက်မှုအထိမ့်မှတ်ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာမင်းလူရေးသားထားတဲ့ မောင်ဟင်နရီချစ်ပွဲဆိုတဲ့ဝိထုတိုလေးနဲ့ចောင်းသားဆရာဆိုတဲ့ဝိထုတိုလေးနှစ်ပုဒ်ကို ဖက်ပြပေးခဲ့တာဒီမှာပဲပြီးဆုံးပါခင်ဗျာဆက်လက်ပြီးတော့လည်းအခြားသောဝိထုတိုလေးများကို ဖက်ပြပေးဖို့မှာဖြစ်လို့စောင့်မျှော်နာစဉ်အားပေးကြပါဦးခင်ဗျာနာတော်ရာဆင်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်ရဲ့အပေါင်းမှာကင်းဝေးကြပါစေ။